ောက်ကြတယ်သူတို့ဒီမှာစင်ငါတို့ကိရပြည်မှာစင်လာဖွင့်တာအာနာရှင်ကိုလာတိုက်ပေးတာမဟုတ်ဘူးဒုက္ခလာပေးနေတာသူတို့ကိုနော်ငါတို့ကိရပြည်တို့နေတို့တက်တက်ဒုက္ခလာပေးနေတာနေတော့လာလို့ပဲအာရဲဆိုရဲ BGA DKBA PC တို့ KNU တို့အကလုံးပြစီရောက်တော့မယ်ဒါမှမဟုတ်နေတို့ရဲ့ NUG နေရွယ်ဦးတော်လာရေး ဘီဂျီအေတို့ဒီကေဘီတို့သူတို့မှမကြိုက်ကြတာမကြိုက်ကြတော့ငါတို့ကြီးကြီးခွဲတာလဲနေတော့ကြောက်ပြန်ရောနဒာတမိုင်းတို့ကိုပြပြီးတော့စွန်စားဖို့ကိုဆွေရဲ့ငါတို့ကတော့ကြီးကြီးဆိုရေးကြီးရဲ့တမိုင်းကိုလို့တည်တယ်ဘမတမိုင်းစစ်မွေစားဘူးချင်းတမိုင်းစစ်မွေစားဘူးလူမျိုးဆွဲတာမဟုတ်ဘူးနော်ဒါပေမဲ့ကိုတမိုင်းကိုတည်ရင်ကိုပြည်သူပါလို့ချင်းလဲဆိုတာကိုတည်တယ်လေ ဆဲတာလည်းမဟုတ်ဘူးကျမလည်းကျမကဒီလိုပဲစကားပြောတတ်နေလို့အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်မှာစစ်ပေးဒုက္ခရောက်ရတဲ့အကြောင်းရင်းကိုဆွဲကြောင့်ဖြစ်တယ်လို့ကရင်မလေးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကျမယူမလားနော်ကျမကယူမလားအောင်းနောက်ရှိတဲ့ကရင်မကရင်ပြည်နယ်ကရင်ပြည်နယ် ဘာလို့ကျင်တာလဲကရေပြည်သူဘာလို့ကျင်တာလဲအမတရားပြောလို့နင်အာနင်လက်မခံဘူးမဟုတ်လားအမတရားဆိုတာလူတိုင်းမတိုင်းမခံပါဘူးခားတယ်လေတိလားဒီဒီဒီလူတွေကိုဆွဲရလဲနော်ဒုက္ခခံနေတာကြာပါပြီဟောမြော်လည်းနဲ့လက်မပြထိုးပြီးတော့လေငါတို့ငါတို့ကဗာလဲတရေသားနဲ့လာဆွေးနွေးတိလားတို့ရကျွန်တော်ဘေးလူဆိုကျွန်တော်မြင်ရတာပေါ့ ်ပြင်းပြင်းထန်ထန်စစ်တမ်းကြောင့်အမှောင်တို့ကကြီးဆိုးတယ်။ဟုတ်ပါဘူးကဲ။ဘီလိုမော်တို့ကြီးဆိုးတာတော့ကြောက်ကြ။တို့ကတော့တရားရည်ရန်လွမ်းမိုးနေစစ်ကောင်စီကမျိုးမျိုးဖိနှိပ်ထားတဲ့ပဲကြောင့်မို့တချို့လက်လက်ကိုင်နေအောင်စစ်ကောင်စီစစ်ကောင်စီကိုဖိနှိပ်ထားတာလည်းဟုတ်တယ်။ငါတို့ကဖိနှိပ်ထားတာအခုမဟုတ်ဘူးကိုဆွဲရဲ့။ကိုဆွဲတော်လာရေးမလုပ်ခေကငါတို့ဖိနှိပ်ခံခဲ့ရတယ်။ကျမအဖေဆိုရင်လေဒါဘောဟာဘာလဲ um ဒါဘောဆွဲတာလေဒါဘော ဘာလဝဟမ်တဘောဆွဲတာလေငါဖေကလေမျက်နာတစ်ခုလုံးပြက်စော့ပြက်တက်တယ်။တွားတော်မှမရှိတော့ဘူး။တိလား။ပြီးမှငါတို့ကဒုက္ခတွေမှာရောက်လာတယ်။အဲ့ဒီအချိန်မှာကိုဆွဲတော်လာရင်မလုပ်သေးပါဘူး။ဒီယာဂိုလာနေပြည်တော်လာမတ်တလင်းမှာကောက်ကောက်မှုမဲနေသေးပါတယ်။အခုကြာမှဒီကြီးတွေကဖိနှိပ်တာတွေစကားစားဖိနှိပ်တာတွေ အောင်ဆန်းစုကြည်ခက်ကလေးကလည်းငါတို့ဖိနစ်ခံခဲ့ရတာပဲအောင်ဆန်းခက်ခက်အောင်ဆန်းခက်ကလေးကလည်းငါတို့ဖိနစ်ခံခဲ့ရတာပဲခင်ညော့ခက်ကလေးကလည်းငါတို့ကြည်ရဖိနစ်ခံခဲ့ရတာပဲဘာခင်မစုံငါတို့ကြည်လူမျိုးတွေကငါတို့တိုင်းရသားတွေကိုလို့တွေကဖိနစ်ခံခဲ့ရတာပဲဒါတော့ငါတို့အတွက်မဆန်းဘူးငါတို့အတွက်ငါတို့တွေကတခုလောက်ရမှာက ဗမာဗမာဆိုတာဗမာတိဖို့နေငယ်ရဲ့ဗာပဲလုံးလုံးကိုယ်တမိုက်ကိုတိဖို့ငါတို့ကြည်တွေကဒါတွေကိုတင်ယူရမယ်အခုချိန်ထိအနှစ်ခု26နှစ်ကျော်တယ်မတင်ယူရလို့နော်မတင်ယူရလို့ငါတို့ကြည်ပြည်သူတွေကဘာမှတိုးတက်မှုမရှိဘူးလေစိတ်ပြေဆောင်ရတဲ့ခု26နှစ်တိတိစိတ်ပြေဆောင်ရခုလည်းစိတ်ပြေဆောင်ရနောက်နှစ်ဒီလိုမျိုးဆက်ပြီးတော့သွားမယ်ဆိုလဲနောက်နှစ်တရာလဲစိတ်ပြေဆောင်ရတာပဲ ဘယ်လိုကြောက်လဲဗမာချစ်ချစ်ရဖြစ်တိုင်းငါတို့ကရင်ပြည်နယ်မှာလာပြီးတော့ဒုက္ခပေးတယ်ဗမာချစ်ချစ်အနာလူတိုင်းငါတို့ကရင်ပြည်နယ်မှာလာပြီးတော့ဒုက္ခပေးတယ်ပြီးမှခုမှကိုယ်စွဲဒီလိုမျိုးမပြောနဲ့အတားရငါတို့အသက်ရိုးနေပြီဒီလားငါတို့အမေရိကန်မှာရောက်နေလဲဒုက္ခမခံခဲ့ရဘူးစကားစနစ်ဆက်တော်တွေကိုတခါမှမခံခဲ့ရဘူးဆိုတာမဟုတ်ဘူးခံခဲ့ပြီပြီ ကိုလူမျိုးကိုလုံညော့ချီတာပေါ့စစ်ပြေးဆော်တာဘလောက်ပင်မလဲတိလာကိုစွဲတော့မိဘာတွေမောင်ညီမတွေမိမတွေစစ်ပြေးဆောင်ခဲ့ဘူးလို့လားငါတို့ကလက်တွေ့နော်ခွေးမြော်လဲတမီးပြောပြီးတဲ့မြော်လဲက ဗမာဆိုတာသူတို့ရဲ့နေရာကခွေးလဲမမမိခွေးလဲမခေါ်ဘူးတတ်ထည်ကြီးလဲတင်မကြည့်ဘူးမင်းအောင်လည်းနဲ့မဆုကြီးရတယောက်ပဲနော်ကိုစပ်ပြစစ်စားလေမဆုကြီးငားနေကြကြော် NLD အစိုးရဖြစ်ကြတဲ့ကငါတို့ရဲ့ကြည်ပြင်းနေမှာဘာတွေလုပ်ခဲ့ဘူးလို့လဲဘာတွေ့ အကျိုးပေးလေကျောင်းတကျောင်းစောက်ခဲ့ဘူးလို့လားဟမ်မစောက်ခဲ့ဘူးဘူးအဲ့ဒီရှီလေးလိုခေကလေးကလည်းမဆုကြီးကငါတို့တိုင်ရဲသားတွေကိုဘာတွေအာ promise လုပ်နေလို့လဲဒီအနာရှိကြဆုံးမဲ့ဆိုရင်အာတိုင်ရဲသားတွေဗမာတကြခရီးတကြ equality ပေးမယ်ဘာတွေညာတွေပဲလीအ နောက်ကြတော့မဆုကြီးကသူများနိုဘိုစုတော့ဘာလို့ပေးတာပဲ NLD အစိုးရဖြစ်ခဲ့တာပဲငားနေကြကြတဲရတာပေါ်မှာသူအာသူဘာလို့ပေးနေလို့လဲဘာမလို့ပေးဘူးအဲဒါကြောင့်မလို့ NUG ရဲ့အစိုးရဖြစ်စီတော့ငွေဥတော်လာရင်ဒီနေရောရဗမာချင်းရာဖြစ်တာဖြစ်ပါစေတိုင်းရတာကိုစီရောလို့မရတာဒါကြောင့်လေ တဲရတော့ပြခံရခံခဲ့ရတာများတော့အယုံတွေမရှိတော့ဘူးတိလာအဲ့ဒါကြောင့်မလို့ကြေးတွေကမစည်းလုံးတာဒီကြပဲတဲရောက်ကမျော်လဲကိုယုံနေတဲရောက်ကမဆုကြီးကိုယုံနေအတူတူပဲလေမျော်လဲယုံလဲငါတို့ကိုအချုပ်ချင်တာပဲမဆုကြီးကိုယုံလဲငါတို့အချုပ်ချင်တာပဲဘာမှမထူးဘူးတိလား အဲ့ဒါကြောင့်မလို့ကရင်လူငယ်တွေအကုန်လုံးကိုကျမပြောချင်ပါတယ်ထိုင်းနိုင်ငံမှာသွားခွေးရှိတယ်ဆိုရင်ထွက်ပြေးသွားပါစစ်မှုမထားပါအဲစစ်တဲမှာမဝင်ပါနဲ့အခုသူတို့ကစားနေတဲ့နိုင်ငံကြီးစိတ်တိုက်နေတဲ့နိုင်ငံကြီးอ่ะပြည်သူကိုဒုက္ခရောက်ဆင်းရဲလုပ်နေတဲ့နိုင်ငံကြီးစိတ်တိုက်လဲဘာမှဖြစ်ရောက်မှုမရှိအနေတော့လာကားပဲတင်ပါ နော်ဒီစကားတွေကတချို့ကရင်မတွေပြောမရဲပါဘူးကျမကတော့လေစိတ်ထဲမှာရှိရတဲ့ခံစားတလူမျိုးပြောပြတာမဟုတ်လို့ပြောတာမဟုတ်ဘူးလေယုံတတော်ကြောက်ပါတော့ဆီမောင်စီကဘလို့လုံးလိုက်မှာဘလို့လုံးလိုက်မှာအဲ့လိုပြောပြောပြီးတွေးတွေးပြီးတော့ကြောက်အဲ့တော့ပြောချင်တာကအဲ့ဒီအကြောင်းတရားတွေနဲ့စစ်ကောင်စီနဲ့တချို့ကပူးပေါင်းကြတယ်။တချို့အကြောင်းတော့မဟုတ်ဘူး။တချို့လူငယ်တွေကဘာလို့ တချို့ကတော့စစ်တော်စီနဲ့ပူပေါင်းတယ်နေလို့ထင်တာကတော့ဒီစစ်တော်စီနဲ့ပူပေါင်းတဲ့လူကတော့ဆိုးတာပေါ့နော်။ဘာဖြစ်လို့ငါတို့ကရင်လူငယ်တွေကစစ်ထဲမှာမဝင်ပဲနဲ့တော်လာရေးဘက်မှာမအားပေးပဲနဲ့ပြီးတော့နိုင်ငံခြားနေတဲ့လူတွေကဘာဖြစ်လို့စစ်ကတဲ့လူကမအားပေးမမမပေးဘူးဆိုတာနော်မအားပေးဘူးမအားပေးဘူးနေလို့ဒီလိုမျိုးထင်တယ်။ကဲလူငယ်တွေစိတ်ထဲမှာမဝင်တာ တူတော့တူတော့တူတော့လောက်တူတော့လောက်တာဘာဖြစ်လို့လဲဒီဗမာပြည်ဗမာနိုင်ငံနိုင်ငံရေးဆိုတူတော့ကစားနေတဲ့နိုင်ငံရေးမှာတချို့တချို့လူငယ်တွေကအပြင်းအနဲ့ကြည်ပြီးတော့တည်တယ်လीအောင်မြင်မလားမအောင်မြင်ဘူးလားဒါတွေကစိတ်တိုက်နေတာအာဗာလဲမိသားမိသားဟိုဗီဟန်မူဗီတီးတယ်လုံနေတလို့လားသူတို့တည်နေတယ်နော် သူတို့တင်နေရတာကြောင့်မလို့သူတို့အကျိုးမရှိတဲ့ဟာတခုကိုလိုချင်တဲ့ဟာတခုမရဘူးပန်းကိုဆောက်ထားနေတဲ့ပန်းတဲကိုမျော်လိုက်ချက်မပြည့်တဲ့ဟာတခုကိုကိုဘယ်လိုလုပ်ပြီးတော့အသက်အအလကားခံနေမလဲဟမ်အခုလိုအခုကိုဇွဲဒီလိုဒီဒီမျိုးလာအော်တာကိုဇွဲရရဲ့မိဘမော်နေမတွင်ဘာကြောင့်မအားလားဘာမှမလောက်တာလေ ကိုဆွဲကမအားလာအလုတ်ကိုမလုတ်ပေးဘူးဆိုရင်ကိုဆွဲမိပါညီကမော်နေမနဲ့ထောင်နဲ့တင်းတယ်ဒါလည်းဟုတ်တာပဲနော်ကိုတယောက်သေးပဲတော်လာရင်မှဝင်တယ်ကိုမိပါကိုမော်ညီမတွေကတော့ဘယ်လိုပြောမလဲအာဘမပြီမှာဆိုတော့ထောင်ထဲမှာလည်းမဝင်ကောက်ကောက်မမူနေရတယ်စစ်တော်စီဆိုတာသူများကိုဒီလိုမျိုးအချမ်းသာမပေးပါဘူးသူနော် တလန်တလန်တလန်တိုင်းသူတို့သူတို့အခြားတာမပြီးပါဘူး။ဒါလည်းစဉ်းစားစရာပဲနော်။အတ္တမစစ်သားစုဆောင်မှုအရာတိုက်ခိုက်ရေးတပ်မများဤအင်အားနှစ်ဆနီးပါးကြီးမလာဟုဆိုစစ်ကော်မရှင်တိုက်ခိုက်ရေးတပ်မများဤအင်အားသည်အာဏာမသိမ်းခင်ကထက်နှစ်ဆနီးပါးကြီးမလာကြောင်းမြမစစ်ဖက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့မှစကားဆိုသည်။ 2024ခုနှစ်တွင်အသက်သွင်းခဲ့သည့်အတ္တမစစ်မှုထမ်းဥပဒေဖြင့်စစ်မှုထမ်းတပ်သားတင်များစုဆောင်းရရှိခဲ့ခြင်းကြောင့်အင်အားပြန်လည်ဖြည့်တင်းလာနိုင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိတိုက်ခိုက်ရေးတပ်မများ၏အင်အားသည်3000ဝန်းကျင်အထိရှိလာကြောင်းမဇာကယနေ့အောက်တိုဘာ၄ရက်တွင်ထုတ်ပြန်သည် ဒီဘက်ခေတ်စစ်တပ်တမိုင်းတလျှောက်မှာစစ်သားအင်အားအများဆုံးစုဆောင်းနိုင်တာလို့ပြောရပါမယ်စစ်မှုထမ်းအပတ်စဉ်တစ်ခုကိုအထမစုဆောင်းလာလူငယ်9000ခုအပတ်စဉ်18000ဖွင့်နေပြီဆိုတော့တင်းနှန်းစင်းထားတာမရှိဘူးဆို9000ကျော်လောက်ရှိနေပြီစစ်မှုထမ်းတပ်သားတွေစစ်မြေပြင်မှာအသေးပြောက်များတယ်ဆိုပေမဲ့ကိန်းကနန်းအတိအကျမသိရဘူးအလင်းဝင်တဲ့ပစာစစ်မှုထမ်းတပ်သားတွေရှိနေပေမဲ့တိတ်တော့မများသေးဘူးဆိုတော့ အထမဆူဆောင်းခံရတယ်ဆိုပေမဲ့စစ်တပ်ထဲစစ်သားအင်အားတော်တော်များလာတာအမှန်ပဲပြီးတော့နောက်ထပ်လဲအထမဆူဆောင်းတာတွေဆက်လုပ်ဖို့လူငယ်ရင်းမြစ်တွေဆက်ရှိနေအောင်မယ်ထင်တယ်ဟုနေဆက်ဒေတာအခြေစိုက်လျှာရှိတဦးကမဖားသူပြောသည် ာနာမသိန်းခင်ကာလကခြေမြန်တက်မများဤစစ်ထွက်အင်အားသည်ပြင်းမြ1300မှ1500ဝန်းကျင်သာရှိပြီး2020နှစ်နှင့်2023ဝန်းကျင်တွင်အင်အား900 800ခန့်ထိရော့ကျသွားခဲ့ကြောင်းထို့ကြောင့်စစ်စင်ရေးလိုအပ်ချက်များအရတိုင်းရန်တက်များမှအင်အားထုံနှုတ်ဖြစ်တင်ပေးတော်လဲထိခိုက်ဒေဆုံများပြသောကြောင့်စစ်ထွက်အင်အား1000ဝန်းကျင်အောက်သာရှိခဲ့ကြောင်းမင်းတစားကထုတ်ပြန်သည် 2020နှစ်ခုနှစ်ဝန်းကျင်မှာစတင်ကခြေမြန်တက်မှတ်ချို့ကိုခြေလင်းတက်မှတ်အဖြစ်ပြောင်းလဲဖွဲ့စည်းမှုများရှိတော်လဲစစ်စင်ရေးတာဝန်နှင့်ဤပြူဟာစုဖွဲ့မှုထူးထူးခြားခြားပြောင်းလဲမှုမရှိသေးကြောင်းငစားကဆိုသည်2015 2020ကာလများတွင်စစ်စင်ရေးကုကဲမှုဌာနချုပ်စကခများမှစခ3နှင့်16တို့ကိုခြေလင်းတက်မှတ်ဟာအဖြစ်အမည်ပြောင်းလဲ၍၄ချောင်းချီတိုက်ခိုက်ရေးတက်များအဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းလဲဆိုသည်